ကဘာကြီးကအစမတန်အေးခဲ့ရမှာအစာတစ်ခုအတွက်မွန်စတာတွေဖြစ်ပြောင်းလဲသွားတဲ့လူသားများပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့2013ခုနှစ်ကထွက်ရှိခဲ့တဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်တဲ့ The Colony ဆိုတဲ့ဇာတ်ကားလေးကိုရီကတ်လုပ်ပြီးသွားမှာဖြစ်ပါတယ်ရုပ်ရှင်ရဲ့ချိန်ကာလကိုတော့တိတ်မကြတော့မဲ့အနာဂတ်ကာလတစ်ခုကရေခဲခဲတစ်ခုနဲ့ဇာတ်ရင်တည်ထားပါတယ်လောသမားတယောက်ဟာဂျိုရုဆလောင်တစ်ခုကိုပြင်နေတဲ့မြင်ကွင်းကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပြီးတော့ နေတော့ဗန်ကားကြီးတစ်ခုတည်းကနေလူတစုကဟဲဆိုတဲ့ယောက်ျားတစ်ယောက်ကိုတင်းကျပ်ခေါ်ထုတ်လာတဲ့မြင်ကွင်းကိုထပ်ပြီးမြင်တွေ့ခဲ့ရပါတယ်။ဟဲကသူ့ကိုချင်းတရက်လောက်ထပ်ပြီးဖို့နဲ့သူ့ကိုသူနေကောင်းအောင်ကူတော်နိုင်ပါတယ်လို့လည်းတောင်းဆိုနေခဲ့ပါတယ်။ဒါမဲ့လည်းကြည့်ရတာတော့ဟဲတယောက်ပြတ်သက်ခံရတော့မယ့်ပုံပါပဲ။ခဏနေတော့သူ့ကိုတတ်မဲ့လူတစုစကားပြောနေတဲ့အချိန်ကိုခွင်ကောင်းယူပြီးတော့ဟဲတယောက်ထွက်ပြေးဖို့လုပ်တဲ့အချိန်ပါပဲ။အဲ့ဒီဖွဲရဲ့ခေါင်းဆောင်ဖြစ်တဲ့မေစင်ကသူ့ကိုတနက်နဲ့လှမ်းပြီးတော့ပြတ်သက်လိုက်ပါတယ်။တကယ်တော့သူတို့တွေဟာနယ်မြေတွေခွဲပြီးတော့မြေရောက်ဘန်ကာကြီးတွေတိဆောက်ကာ ဘန်ကားထဲမှာပဲနေတဲ့သူတွေဖြစ်ကြပါတယ်။ကဘာကြီးကိုအေးဒူးကပုံလန်းသွားပြီးတဲ့နောက်မှာကြောက်စရာကောင်းတဲ့အေးဒန်ကြီးဟာတပတ်အတွင်းလူပေါင်း20လောက်ကိုတည်ကြည်စေခဲ့ပြီးတော့အခုဆိုရင်အသက်ရှင်ရဲ့ဂျန်နေသေးတဲ့လူကြီးဟာယာကနန်းလောက်သာရှိတော့ပြီးတော့ဘန်ကားရီထဲမှာပဲအသက်ရှင်အောင်ကြံဖန်ပြီးတော့နေနေရတာပဲဖြစ်ပါတယ်။အဲလိုနေထိုင်တဲ့နေရာမှာစီးမျက်နှာတက်မှတ်ပြီးတော့နေထိုင်ကြပါတယ်။အဲဒါကတော့ဖျားနာလာတဲ့သူတွေကိုချက်ချင်းစောင့်ကြည့်လူနာဖြစ်ထားရှိမှာဖြစ်ပြီးတော့တက်မှတ်တဲ့ရဲ့အတွင်းမှာမတက်တာလာခဲ့ရင်တော့အဲ့ဒီသူကိုတနတ်နဲ့ပြတ်သက်တာခံမလား။ ဒါမှမဟုတ်ဒီနေရာနဲ့ဝေးတဲ့နှင်းတော်တွေကိုတယောက်တည်းနေထုတ်တာခံမလားဆိုပြီးတော့ရွေးခိုက်မှာဖြစ်ပါတယ်။အခုလိုအေးဒူကြီးဖုံးလွှမ်းပြီးသွားတဲ့နောက်မှာတော့အစာရေစာတွေလည်းရှားပါးကုန်ပေမဲ့လည်းကြံနေသေးတဲ့သူတွေဟာပုံမှန်ရာသီဥတုပြန်ရတဲ့အခါကျရင်စိုက်ပျိုးဖို့ဆိုပြီးတော့တိပင်းစားပင်တွေရဲ့မျိုးစီတွေကိုစနစ်တကျကိုတင်စီထားခဲ့ပါတယ်။အဲ့ဒီကတချို့ဟာတနေ့ကျရင်အပြာရောင်ကောင်းငင်ကြီးနဲ့လွတ်လွတ်လပ်လပ်ပြန်တန်းနေတဲ့ငှက်တွေကိုတွေ့ရဖို့မျှော်လင့်နေကြပေမဲ့ဒီဥရှင်ရဲ့အဓိကစားဆောင်ဖြစ်တဲ့ဆန်ကတော့အဲ့ဒီလိုမျိုးစိတ်ကူးယဉ်မှုမျိုးကိုအယုံကြည်မရှိနေခဲ့ပါဘူး။ ဒါပြင်ဘန်ကားထဲမှာအန်နီယာတွေကပြင်းနဲ့နေခဲ့တာပါဒီလိုနဲ့နောက်ထပ်ဇန်းဝင်ကမ်းမှာတော့ဆန်ဟာသူတို့ရဲ့နယ်မြေခွန်ဘန်ကားကခေါင်းဆောင်ဖြစ်တဲ့ Brit နဲ့စကားပြောချင်လို့နောက်ကနေလိုက်နေခဲ့ပါတယ် Brit ကဆန်ဟာဟဲတက်ခံလိုက်ရတဲ့ကိစ္စအကြောင်းပြောချင်နေမှန်းသိတာကြောင့်စီးမြင့်ရဟဲဟာတတ်မှတ်ရဲ့အတွဲမတက်တာလို့ဖြစ်ကြောင်းပြောပြခဲ့ပါတယ်နောက်ပြီးဘန်ကားထဲမှာဈေးတွေလည်းကုန်နေပြီဖြစ်တဲ့အတွက် ဟဲရဲစီကနေတခြားလူတွေစီကိုထက်ကူးသွားရင်ဘယ်သူမှအသက်မရှင်နိုင်တော့မယ့်အကြောင်းကိုသူကထပ်ပြီးပြောပြခဲ့ပါတယ်။အဲဒီနောက်ဆန်ဟာလက်နေရှိတဲ့လူကလူတယောက်ရဲ့အသက်ကိုဆုံးဖြတ်ပေးနေတာကိုမခံမရပ်နိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ဆန်တကယ်တင်းနေတာကတော့ဟဲကိုတက်ပစ်လိုက်တဲ့မေးစင်ဟာတကယ်ဆိုဟဲကိုနှင်းတော်လေးကိုထွက်ပြေးခွင့်ပေးလိုက်လို့ရရဲ့သားနဲ့တက်တက်ကိုတက်ပစ်လိုက်တဲ့အကြောင်းရင်းကိုပဲဖြစ်ပါတယ်။ဘရိယာလည်းမေးစင်ရဲ့လောက်ရက်ကိုရှုံချနေခဲ့ပြီးခဏနေတော့သူတို့အဲ့ဒါထက်အရေးကြီးတဲ့အလုပ်ကိုလုပ်ဖို့ဘရစ်နက်ဆန်တို့ ကူပါဆိုတဲ့သူစီကိုသွားခဲ့ပါတယ်။ကူပါကတော့ဆက်သွယ်ရေးပိုင်းတာဝန်ယူထားတာဖြစ်ပြီးတော့တခြားနယ်မြေတွေစီမှာရှိတဲ့ဘန်ဂါရီစီကနေပို့ပေးတဲ့အချက်ပြမှုတွေကိုခေါင်းဆောင်ဖြစ်သူဘရစ်ကိုပြန်ပြီးပြောပြပေးတဲ့အလို့သမားတယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ဘရစ်တို့ကူပါတို့စီကိုရောက်တဲ့ခါမှာတော့ကူပါကသူတို့စီကိုနယ်မြေငါးဘန်ဂါကဒုက္ခရောက်နေကြောင်းအချက်ပြမှုလှမ်းပို့ခဲ့ပြီးတော့အခုဆိုရင်နယ်မြေငါးကသူတွေကိုဆက်သွယ်လုပ်လို့မရတော့တဲ့ကြောင်းပြောပြလာခဲ့ပါတယ်။တန်ရဖြစ်သွားတဲ့ဘရစ်ဟာမိနဲ့၃၀တွင်ဘန်ဂါရဲကလူတွေကိုစုထားဖို့ကူပါကိုမိန်ပေးလိုက်ပါတယ်။ အဲ့ဒီချိန်ဆန်ကတော့သူတို့မွေးမြူထားတဲ့ဒိဋ္ဌံအခြေအနေတွေကိုသွားကြည့်ဖို့ဘရစ်တာစီကိုသွားခဲ့ပါတယ်။ဟိုရောက်တဲ့အခါမှာတော့ဘီတာကယုံနေတဲ့ဘိုးကြီးပြောင်းနေတဲ့အကြောင်းနဲ့အခုဆိုယုံဆက်နှက်ကောင်းပဲကြံတော့တဲ့အကြောင်းအဲ့ဒီထဲမှာမှအမကတကောင်းပဲကြံတော့တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဆန်ကတော့ယုံနေရလူတွေလိုပဲပရိုတင်းလိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ဘရစ်ကမေးစင်စီကိုသွားပြီးတော့ဟဲအတွက်မေးစင်ကရွေးချယ်ခွင့်မပေးခဲ့တဲ့အကြောင်းကိုသူမကြိုက်တဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲ့နောက်ဆန်ကသူ့ကောင်မလေးကန်စီကိုသွားပြီးတော့ယုံတွေစားဖို့အတွက်ပေးဖို့စိတ်အစာကိုသွားတောင်းခဲ့ပါတယ်။ အိုင်းနောက်ကင်ကသွားယူနေတုန်းမှာပဲဇန်ကခိုင်ရဲ့လက်တော့မှာဖွင့်ထားတဲ့ project တစ်ခုကိုတတိထားမိသွားခဲ့ပါတယ်ခိုင်ကအဲ့ဒါဟာသူမဂျိုရူးနဲ့ချိတ်ဆက်ထားတဲ့လုပ်ငန်းစဉ်ဖြစ်ပြီးတော့ အဲဒီကနေစပိန်နိုင်ငံရဲ့တနေရာမှာယာတီဥရုထိချုပ်တဲ့ကြိယာတွေရှိကြောင်းရှာတွေ့ထားတဲ့ကြောင်းပြောပြခဲ့ပါတယ်။တနေ့နေ့ကျယာတီဥရုတွေပုံမှန်ဖြစ်သွားခဲ့ရင်တော့သူမအဲ့ဒီညာကိုသွားရှာမှာဖြစ်တဲ့ကြောင်းပြောပြခဲ့ပါတယ်။ဘန်ဂါရဲကလူတွေ送သွားတဲ့အချိန်မှာတော့ဘရိဟာနေမီငါကအေးပေါ်ချက်ပေးချေးရတဲ့အကြောင်းအားလုံးကိုပြောပြပြီးတော့အရင်ကကလည်းနေမီသုံးကအခုလိုမျိုးချက်ပြမှုပေးခဲ့ပြီးမကြခင်မှာပဲနေမီသုံးကလူတွေတယောက်မှအသက်မရှင်တဲ့အကြောင်းပြောပြကအဲ့လိုဖြစ်မျိုးထပ်မဖြစ်အောင်နေမီငါကိုသွားစစ်ဆေးကြည့်ကြဖို့ကိစ္စကအရေးကြီးတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါမဲ့လည်းမေစင်ကတော့နေမီငါကလူတွေပါလာခဲ့ ဲ့ရင်သူတို့ရဲ့ရိတ်ခါတွေခွဲပြေးနေရမှာကိုမလိုလားတဲ့အတွက်အစီအစဉ်ကိုလက်မခံကျင်ခဲ့ပါဘူး။နောက်ပြီးတခြားနယ်မြေကလူတွေအတွက်ကိုယ်နယ်မြေကလူတွေဒုက္ခရောက်မခံနိုင်ဘူးလို့ဆိုတာကန့်ကွက်ခဲ့ပါတယ်။ဒါမဲ့လည်းဘရေဟာဆုံးဖြတ်ချက်ကိုမပြင်မဲနဲ့ဘယ်သူမှမသွားလဲသူ့ဟာသူသွားကြည့်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်လိုက်ချင်တဲ့သူရှိရင်လည်းလိုက်ခဲ့ဖို့အတွက်ဗိုလန်တီယာခေါ်တဲ့အခါမှာတော့ ဆိုင်ရဲ့ဗီဒါရဲ့သားလေးဂရေဒွန်ရဲ့ကဘရင်းနဲ့အတူတူလိုက်ခဲ့ဖို့ဗလန်တီယာလုပ်ခဲ့ပါတယ်။ဘရင်းကလည်းသူပြန်မလာခင်အချိန်ထိကိုဂိုင်ကိုဒီနေမီခွန်ရဲ့ယာယီကောင်းဆောင်ဖြစ်ခံထားခဲ့ပါတယ်။ဒီချိန်မှာပဲသူတို့ထဲကမျိုးသမီးတယောက်ကနှာထချေလိုက်လို့သူမနဲ့သူမရဲ့ယောက်ျားကိုချက်ချင်းစောင့်ကြည့်လူနာခန်းလေးကိုထည့်လိုက်ကြပါတယ်။မေစင်ကတော့သူတို့လက်မယအသက်မရှင်နိုင်ဘူးလို့ယုံကြည်နေခဲ့ပြီးတော့သူတို့တွေစီကသွေးနမူနာကိုချက်ချင်းကိုယူကျင်နေခဲ့ပြီပဲဖြစ်ပါတယ်။ဒါမဲ့လည်းဘရစ်ကသူပြန်မလာမချင်းကိုအဲ့ဒီလက်မယကိုဘာမှမလုပ်ပြီးဖို့မေစင်ကိုတတိပေးခဲ့ပါတယ်။ ဒါပြင်သူသွားပြီးသွားရင်တော့ဒီမှာအာနာပြည့်ရှိတဲ့သူဟာကြိုင်မဲ့ဖြစ်တဲ့အကြောင်းကိုထပ်ပြီးတည်ပြီးခဲ့ပါတယ်။အဲဒီညမှာတော့ဆန်ဟာနင်းတော်ထဲမှာခဲပြီးတော့တည်သွားတဲ့သူ့ရဲ့အမေကိုအိမ်မက်မက်ပြီးတော့လန်နိုးလာခဲ့ပါတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့သူတို့၃ယောက်သားအပြင်ကိုထွက်လာခဲ့ကြပြီးတော့နေမြင်၅စီကိုခီးဆက်ခဲ့ကြပါတယ်။လမ်းမှာတော့မိုးလေဝသထင်းကျော်ရေးစကန်ဟောင်းကြီးတခုကိုတွေ့ခဲ့ပြီးတော့အဲ့ဒီစကန်းကလည်းအလုံးမလုံးတော့တဲ့အကြောင်း break ကပြောပြပြီးတော့ခီးဆက်ခဲ့ကြပါတယ်။နောက်တော့တရားပြည့်ကြီးတစ်ခုကိုရောက်ခဲ့ပြီးတော့တရားလမ်းသွားစရာမရှိတာကြောင့်အဲ့ဒီတရားကိုဖျက်ဖို့ပဲဆုံးဖြတ်လိုက်ရပါတယ်။ ။တရားပေါ်မှာတော့ပေါက်တွေများကြီးရှိနေပြီးတော့အဲ့ဒီပေါက်တွေကိုရှောင်ရှားသွားခဲ့ရကနောက်ဆုံးရှောင်လို့မရတဲ့အပေါက်ကြီးတစ်ခုနားကိုလည်းသူတို့တွေရောက်သွားခဲ့ကြပါတယ်။ဒါမဲ့လည်းမတတ်တာတဲ့အဆုံးမှာတော့တရားဆုံးကနေပဲခက်ခက်ခဲခဲကတ်ပြီးတော့သွားခဲ့ရပါတယ်။နောက်တော့နင်းတော်တကူထဲမှာကြာနေတဲ့ဟယ်လီကော်ပတာပြည်ကြီးနာကိုရောက်သွားခဲ့ကြပါတယ်။ဘရစ်ကဒီလိုဟယ်လီကော်ပတာမျိုးကိုအတိတ်မှာလူတွေကဲခဲ့တုန်းကအသုံးပြုခဲ့တဲ့အကြောင်းပြောပြခဲ့ပြီးတော့အဲဒီညကသူတို့အဲ့ဒီထဲမှာပဲအိတ်လိုက်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ီနောက်မှာတော့ဘရိကကူပါကိုနယ်မြေခွန်ချောင်းကိုလှမ်းမေးလိုက်တဲ့အချိန်မှာတော့ကူပါကစောင်းကြည့်လူနာအဖြစ်ထားထားတဲ့လင်မယားနှစ်ယောက်ကခြေနေပူဆိုးလာတဲ့အကြောင်းနဲ့မေဆင်ကအဲ့ဒီလင်မယားကိုရှင်းပြချင်နေတဲ့အကြောင်းပြောပြခဲ့ပါတယ်ဒီနောက်မှာတော့ဘရိဟာလည်းလိုအပ်လာရင်မေဆင်ကိုအင်အားသုံးပြီးတော့တားဆီးဖို့အတွက်ကူပါတို့ကိုမိန့်ပေးထားလိုက်ပါတယ်အဲ့ဒီညမှာတော့ဆန်ဟာသူ့ရဲ့မိသားစုကိုသူ့ဘလို့ဆုံးရှုံးခဲ့ရတဲ့အကြောင်းကိုဂရိတ်ဒွန်းကိုပြောပြနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဘရစ်တိုအဖွဲ့ဟာနယ်မြေငါးကိုရောက်ရှိလို့လာခဲ့ပါပြီအဲ့နောက်ဘန်ဂါရဲ့အဝင်ဝါနားမှာထူးဆန်းတဲ့ခြေရာတွေကိုတွေ့ပြီးတော့ဘန်ဂါလေးကိုဆင်းကြည့်တဲ့အချိန်မှာပဲ နိုင်မြင်ကားကတယောက်မှအသက်မရှင်တဲ့အကြောင်းကိုတွေးခဲ့ရပါတယ်။ဒါ့အပြင်ဘန်ကာရဲ့ဟိုးတွင်ပိုင်းတဲကနေကြောက်စရာကောင်းတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရတဲ့အတွက်သူတို့တွေလိုက်ရှာကြည့်တဲ့အခါမှာတော့အခြေရာတွေရှိတဲ့တကားတစ်ခုကိုတွေးခဲ့ရပါတယ်။အဲ့ဒီတကားကိုဆန်ကဖွင့်ခဲ့ပြီးတော့အထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာပဲလူတယောက်ကြမ်းပြင်ပေါ်လဲနေတာကိုတွေးခဲ့ရပါတယ်။ဒီနောက်မှာတော့ break ဟာအဲ့ဒီသူရဲ့အနားကိုတနက်နဲ့ချိန်ပြီးတော့ကတ်သွားကအသက်ရှင်သေးလားလို့သွားပြီးတော့စစ်ဆေးကြည့်ခဲ့ပါတယ်။ ိုင်းတော့လီလန်းဆိုတဲ့အဲ့ဒီကျမ်းပေါ်မှာလဲနေတဲ့သူကထခုံလာပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့သူ့ကိုမထိနဲ့လို့អော်နေခဲ့ပါတယ်။ဆန်ဟာလီလန်းကိုနှစ်သိမ့်မို့ကြိုးစားကြည့်တဲ့အခါမှာတော့လီလန်းတယောက်သူတို့တွေသွားပြီလားတကားတွေတေချာပေးလိုက်ကြပါအောင်လို့ကြောက်ကြောက်လန့်လန့်နဲ့អော်နေခဲ့ပါတယ်။ အိုင်နော့ဆန်ဟာလီလန်းကိုရေတိုက်ပြီးတော့စိတ်ငြိမ်ငြိမ်ထားဖို့ပြောနေခဲ့ကဘရက်ကတော့သူတို့နယ်မြေငါးကအချက်ပေးတန်ရတဲ့အတွက်ဒီမှာဘာတွေဖြစ်ဖြစ်နေတာလဲဆိုတာကိုလီလန်းကိုမေးခဲ့ပါတယ်လီလန်းကတော့သူတို့နယ်မြေငါးကသူတွေဟာဂျိုရုဆလောင်းတစ်ခုကိုပြုတ်ပြင်ခဲ့ကြပြီးတော့အဲဒီကနေထူးဆန်းတဲ့သတင်းတစ်ခုကိုရခဲ့ကြောင်ပြောပြခဲ့ပါတယ်သူမဟာဗီဒီယိုဖိုင်တစ်ခုဖွင့်ပြပြီးတော့အဲဒီဗီဒီယိုဖိုင်ထဲကလူက သူတို့မိုးလေဝသထိန်းချုပ်ရေးစခန်းကိုပြန်လည်တိစောက်လိုက်ပြီးတော့အေးဒတ်တွေကိုဖယ်ရှားခြင်းပြုလုပ်တာအောင်မြင်ပြီးတော့အခုဆိုသူတို့ရဲ့နေရာမှာပုံမှန်ရာသီဥတုစရနေပြီဆိုတဲ့အကြောင်းကိုသတင်းစကားဆိုနေခဲ့ပါတယ်။မြေကြီးကတော့ဆိုက်ပြိုးလို့ရတဲ့မြေကြီးပြန်ဖြစ်နေပြီဆိုပေမဲ့လည်းသူတို့မှာရှိတဲ့မျိုးစေ့တွေကမရှင်တန်နိုင်တော့တဲ့အကြောင်းပြောပြပြီးတော့သူတို့ရှိနေတဲ့ဒီနေရာကိုလည်းပြောပြနေတဲ့အချိန်မှာပဲရုတ်တရက်လိုင်းကပြတ်တောက်သွားခဲ့ပါတယ်။အဲဒီနောက်လီလန်းကသူတို့နယ်မြေငါးကလူတွေဟာအဲ့ဒီဗီဒီယိုကိုရပြီးပြီးချင်းမှာပဲအဖွဲတစ်ဖွဲလှုပ်ပြီးတော့သွားကြည့်ခိုင်းခဲ့ပေမဲ့လည်းဘာမှမတွေ့ခဲ့တဲ့အကြောင်းနဲ့ နောက်တော့မှလူတယောက်ကသာအဲ့ဒီညာကိုရှာတွေ့သွားကြတဲ့အကြောင်းကိုပြောပြပြီးတော့အဲ့ဒီညာလိုယူဆရလောက်တဲ့နေရာတစ်ခုကိုမြေပုံပေါ်မှာထောက်ပြခဲ့ပါတယ် ဒီနောက်မှာတော့ဇန်တို့ဟာလီလန်းကိုသူတို့နဲ့အတူတူနယ်မြေခွန်ကိုလိုက်ခဲ့ဖို့ခေါ်ခဲ့ပေမဲ့လီလန်းကတော့အရန်ကိုကြောက်ရွံ့နေတဲ့ပုံစံနဲ့သူတို့တွေဒီမှာရှိနေတော့မယ်လို့အော်ဟစ်နေခဲ့ကသူဒီကန်းထဲမှာပဲနေမယ်လို့ပဲပြောနေခဲ့ပါတယ်။ဘရိယာဂရေတွန်ကိုနယ်မြေခွန်စီကိုဆက်သွယ်ခိုင်းခဲ့ပေမဲ့ဟိုဘက်ကဘာမှပြန်မဖြေလာတာကြောင့်လိုအပ်တာတွေယူပြီးတော့ဘန်ကာပြင်ကိုထွက်ဖို့စလုပ်ခဲ့ကြပါတယ်။လီလန်းကိုလည်းခန်းထဲကနေရောက်အောင်ခေါ်ထုတ်ခဲ့ပြီးတော့ထွက်လာတဲ့အချိန်မှာကြောက်စရာကောင်းတဲ့အတံမျိုးကြီးတွေဘန်ကာရဲ့တနေရာကနေပြန်အော်လာတဲ့အတွက်လီလန်းတယောက်ဂရေတွန်လက်ထဲကရောက်အောင်ထွက်ပြေးပြီးတော့သူ့ခန်းထဲကိုသူပြန်ဝင်ကအထဲကနေတကား ားကိုလော့ချလိုက်ပါတယ်။ဆန်တို့လည်းမတတ်နိုင်တဲ့အဆုံးမှာတော့လီလန်းကိုထားခဲ့လိုက်ရပါတယ်။ဒီလိုနဲ့ဘရစ်တို့၃ယောက်လည်းဆက်ပြီးထွက်လာလေလေအတန်ကြီးကပိုပြီးတော့ကျယ်လာလေလေဖြစ်ပြီးတော့နောက်ဆုံးမှာတော့နေမြင်ကားကအလောင်းတွေကိုစပယ်ရှယ်ကျိတ်နေတဲ့ဒူသားစားဇွန်ဘီတကောင်ကိုတွေ့လိုက်ရပါတယ်။ခဏနေတော့အဲ့ဒီဇွန်ဘီတွေကလည်းသူတို့ကိုသတိထားမိသွားပြီးတော့သူတို့စီကိုလာတော့မဲ့အချိန်မှာဆန်ကတနက်နဲ့လှမ်းပြစ်လိုက်တဲ့အတွက်တခြားဇွန်ဘီတွေပါနိုးလာပြီးတော့ တို့ကိုကြွေးရှင်နေလို့နောက်ကနေလိုက်လာခဲ့ပါတယ်။ဂရေတွန်ကလည်းနောက်ကနေလိုက်လာတဲ့ဇွန်ဘီတကောင်ရဲ့လက်ချက်နဲ့မာလကီးယားသွားခဲ့တဲ့အတွက်ဇန်တို့ကယ်လိုလည်းလုံးဝကိုမရတော့ပါဘူး။ဒီလိုနဲ့ဆန်နဲ့ဘရက်တို့ရေကုန်ရေကန်းထွက်ပြေးကြပြီးတော့နောက်ဆုံးမှာတော့ဘန်ဂါရဲကထွက်ပြေးလာနိုင်ခဲ့တဲ့သူတို့နောက်လိုက်လာတဲ့ဇွန်ဘီတွေကကျွန်တော်တို့စော်ကြည့်ဘဲတွေရဲ့ဂျီဇာဟောင်းတွေထက်တောင်ပိုပြီးတော့များနေခဲ့ပါတယ်။ဒါမဲ့လည်းဘရက်ကသူ့မှာပါလာတဲ့ဒိုင်နမိုက်ကိုမင်းကြီးကဘန်ဂါရဲကိုပြစ်ထည့်လိုက်ခဲ့ပြီးတော့သူတို့ထွက်ပြေးဖို့အချိန်ရအောင်လည်းလုပ်ခဲ့ပါတယ်။ အဲနောက်နှစ်ယောက်သားမယမနာထွက်ပြေးခဲ့ကြပြီးတော့နောက်ဆုံးမှာတော့သူတို့အလာတုံးကတွေ့ခဲ့တဲ့ဟယ်လီကော်ပတာဟောင်းကြီးစီကိုရောက်လာခဲ့ကြပါတယ်။ဆန်ကတော့ဒီမှာမနာတော့ဘဲနဲ့နေမြေခွန်ကိုပဲတန်းပြီးတော့ပြန်ဖို့ဆရာထက်တန်နေခဲ့ပေမဲ့ဒီအေးတံမျိုးနဲ့သူတို့အမြန်ပြေးနေလို့မဖြစ်တာကြောင့် break ကဒီမှာနားမှာဖြစ်မဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့အဲဒီညမှာတော့ဆန်ဟာလူတယောက်ကဘလို့များလူသားအချင်းချင်းစားတော့ရလောက်အောင်အထီကိုအခုလိုတရဝါမျိုးအဖြစ်ပြောင်းလဲသွားရတာလဲနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဘရိတ်ကလူတွေဟာသူတို့အသက်ရှင်မှုဆိုရင်ဘာမဆိုလုံးမဲ့လူမျိုးတွေပဲလို့ပြောလာခဲ့ပါတယ်။အဲနောက်ဆန်လဲလေလံပြတဲ့ဗီဒီယိုအကြောင်းစကားဆက်မိတဲ့အချိန်မှာတော့ဘရိတ်ကသူတို့နယ်မြေခွန်ကမျိုးစေ့တွေကစိုက်ပျိုးလို့ရတဲ့မျိုးစေ့တွေဖြစ်တဲ့အတွက်အဲ့ဒီ TV ထဲကလူရဲ့နေရာကိုတွေ့အောင်ရှာပြီးတော့ပူးပေါင်းရမယ်လို့ပြောလာခဲ့ပါတယ်။ဒီလိုနဲ့မနေ့ရောက်တဲ့အခါမှာတော့ဆန်ဟာဇွန်ဘီအုပ်ကြီးသူတို့နဲ့မလန်မကန်းကိုရောက်နေပြီးဆိုတာသိလိုက်ရတဲ့အတွက်အမြန်ထွက်ပြေးကြပြီးတော့ ပျက်စီးနေတဲ့တံတားကြီးစီကိုမျှခေါ်သွားခဲ့ကြပါတယ်။တံတားပေါ်ရောက်တဲ့အခါမှာတော့ဇွန်ဘီတွေလာရင်အချိန်ကြိုက်တံတားကျိုးကြအောင်လို့ဒိုင်နမိုက်တွေနဲ့စနစ်တန်ကိုမီးညှိထားခဲ့ပြီးတော့သူတို့နှစ်ယောက်ကတော့တံတားရဲ့ဟိုဘက်ချမ်းကနေစောင့်ကြည့်နေခဲ့ပါတယ်။ဒါမဲ့လည်းကံကစိုးကျင်တဲ့အခါမှာတော့ဇွန်ဘီတွေလာမှပဲစနစ်တန်ကမီးညှိသွားခဲ့တဲ့အတွက်ဘရစ်တယောက်မီးသွားပြန်ညှိဖို့လုပ်ခဲ့ရပါတယ်။ ဆန်ကတားပေမဲ့လည်း break ကတော့ဆန်ကိုကောင်းတဲ့တစ်ချက်ကျွေးခဲ့ပြီးတော့ထားခဲ့ကမီးသွားညှိပါတော့တယ်။အဲဒီတော့လီကအရန်တိုက်နေလို့မီးညှိလို့မရပဲဖြစ်နေတဲ့အချိန်မှာပဲကံကောင်းကျင်တော့ရှေတိုးလာတဲ့ဇွန်ဘီတွေကတယောက်ပြီးတယောက်အပေါက်သေးကိုပြုတ်ကျသွားခဲ့ပါတယ်။နောက်ဆုံးမီးညှိလို့ရတဲ့အချိန်မှာတော့ dynamite နားကိုဇွန်ဘီတွေကတ်အောင်များခေါ်ရင်းနဲ့ဇွန်ဘီတွေကို fighting play နေခဲ့ပါတယ်။ဒါမဲ့လေဘရစ်တယောက်ရင်းနှိမ်သွားခဲ့ပြီးတော့နောက်ဆုံးမီးစာကုံသွားတဲ့အချိန်မှာတော့သူရောဇွန်ဘီတွေပါမာလကီယာသွားခဲ့ပါတယ်။ဒါမဲ့လေဇွန်ဘီကောင်းဆောင်ကြီးနဲ့တခြားဇွန်ဘီတချို့တဝက်တော့ဂျန်နေပါသေးတယ်။ ူမီကောင်းဆောင်ကြီးဟာစံကိုတရားတစ်ဖက်ကနေလှမ်းကြည့်နေခဲ့ပြီးတဲ့နောက်မှာတော့စံဟာနမီခွန်စီကိုတယောက်တည်းအမြန်ပြန်ပြေးခဲ့ရပါတယ်။တဖက်နမီခွန်မှာတော့မေဆန်ဟာစောင်းကြည့်လူနာလင်မယားနှစ်ယောက်ကိုတပ်ပစ်ဖို့လုပ်နေပြီဖြစ်ပြီးတော့မိမဖြစ်သူကိုလည်းပြစ်တက်လိုက်ပါတယ်။အဲဒီနောက်ယောက်ျားဖြစ်သူတက်တာကိုပြစ်တက်တော့မယ့်အချိန်မှာကန်ရောက်လာပြီးတော့မေဆင်ကိုတနက်နဲ့ချိန်လိုက်ကတနက်မချရင်ပြစ်မှန်တော်လို့ချိန်ချောက်လိုက်ပါတယ်။ဒီနောက်မှာတော့သူတို့နားကိုအားနေပြော့ခွေနေတဲ့စံကရောက်လာလို့အာယုံလွဲသွားတဲ့အချိန်မှာတော့ဒေတာကထွက်ပြေးသွားခဲ့ပါတယ်။ ကယာဆန်ကိုတွားထူပေးနေတဲ့အချိန်မှာပဲနောက်ကနေမေဆင်ကခိုင်ကိုရိုင်ဖယ်ဆောင်နဲ့ထုပစ်လိုက်ပါတယ်။နိုင်နေငယ်ကြဆန်လို့လာတဲ့အခါမှာတော့ဖေတာနဲ့သူမိမဟာသူတို့သားဂရီဒွန်ပဲမှာလေလို့မင်းနေခဲ့ပါတယ်။ဆန်ဟာအစင်မကောင်းစရာတရင်ဖြစ်တဲ့ဘရင်နဲ့ဂရီဒွန်တို့အသက်မရှင်ခဲ့ဘူးဆိုတဲ့တရင်ကိုဂရီဒွန်ရဲ့မိဘတွေကိုပြောပြခဲ့ရပါတယ်။ခဏနေတဲ့အချိန်မှာတော့မေဆန်ရောက်လာပြီးဆန်ကိုဂရင်နဲ့လက်ထိတ်ခတ်ထားလိုက်ပါတယ်။ပြီးတော့အခုချိန်ကစလို့ဒီနေမျိုးခုံကိုသူဦးစီးတော့မယ်ဆိုတဲ့အကြောင်းနဲ့ရိတ်ခါတွေကိုတဝက်ဖြတ်မယ်ဆိုတဲ့အကြောင်းကိုပြောပြတဲ့အပြင် နေမကောင်းတဲ့သူတွေလက္ခဏာပြပြချင်းချက်ချင်းစစ်ဆေးမယ်လို့လည်းပြောခဲ့ပါတယ်။ဆန်အနေမြင်းကားမှာဖြစ်ခဲ့တာတွေကိုပြောပြပြီးတော့ဇွန်ဘီတွေနောက်ကနေလိုက်လာနေပြီးဖြစ်တဲ့အတွက်ရာသီဥတုပုံမှန်ပြန်ဖြစ်နေပြီးဖြစ်တဲ့နေရာကိုသူတို့အမြန်ထွက်ပြေးကြဖို့တိုက်တွန်းခဲ့ပါတယ်။ဒါမဲ့လည်းမီစင်ကတော့ဆန်ကိုမယုံကြည်ခဲ့ပါဘူး။ သူနဲ့သူတို့ဘက်တွေလည်းမှန်ဘလူးတွေနဲ့ထွက်ကြည့်တော့လဲဇွန်ဘီအရေးအယောင်ဘာမှမတွေ့တဲ့အတွက်စံပြောတာကိုလက်လျူရှူထားလိုက်ပါတယ်။ဒါမဲ့လည်းတစ်ဖက်မှာတော့ကောင်းလေးတယောက်ဟာလက်ထိတ်တော့ကိုခိုးလာပြီးတော့စံစီကိုလာပေးခဲ့ပါတယ်။စံလဲတော့ဖွင့်ပြီးတော့ထွက်ပြေးကဂိုင်ကိုသွားကယ်ခဲ့ပါတယ်။အဲနောက်ရာသီဥတုပုံမှန်ပြန်ဖြစ်နေတဲ့နေရာရှိချောင်းပြောပြပြီးတော့ခိုင်ရဲ့ဂျိုရူးနဲ့ချိန်ထားတဲ့လက်တော့ကနေအဲ့ဒီရဲ့ဒီနေရာကိုအတိအကျကိုရှာဖွေခဲ့ကြပါတယ်။ဒီနောက်မှာတော့စံနဲ့ဂိုင်ဟာနေမြေခွန်မျိုးစေ့တူလောင်ကန်းတဲ့ကမျိုးစေ့တွေကိုယူပြီးတော့အားလုံးကိုဒီကနေထွက်ပြေးတော့ဖို့ပြောခဲ့ပါတယ်။ ဒါမဲ့လည်းလမ်းမှာမေစင်နဲ့တွေ့ပြီးတော့မေစင်ကဘသူမှဒီကနေထွက်သွားခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။အဲလိုပြောလာတဲ့အချိန်မှာပဲဘန်ကတကားခေါက်တံကိုကြားလိုက်ရတဲ့အတွက် CCTV ပြေးလွှားသွားကြည့်တဲ့အချိန်မှာတော့ဇွန်ဘီတွေကဒတာရဲ့ကောင်းပြတ်ကြီးကိုကင်ပြီးတော့အထဲကိုဝင်ဖို့တောင်းကျမ်းနေတာကိုတွေ့လိုက်ရပါတယ်။မေစင်ကလည်းတနက်ကင်နဲ့နဲ့ဘသူမဆိုဝင်ပေါက်နားမှာခုခံဖို့တာဝန်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာတချို့ကတော့အကာအကွယ်ယူကြပါတယ်။ ဒါမဲ့လည်းဇွန်ဘီတွေဟာဘန်ကာရဲ့လေဝင်လူထွက်ပေါက်ကနေရောက်အောင်ဝင်လာပြီးတော့အထဲကိုရောက်လာခဲ့ပါတယ်။ဇန်နဲ့ကိုင်ဟာလည်းအဲ့ဒီကောင်တွေကိုခုခံကာကွယ်ပြီးတော့နေမီခွန်ကလူတွေကိုဘေးကင်းတဲ့နေရာကိုဥဆောင်ပြီးတော့ခေါ်သွားပေးခဲ့ပါတယ်။ဖေဒါကတော့ဇွန်ဘီကောင်းဆောင်ကြီးနဲ့ဝမ်းဝမ်းဆွဲခဲ့ပေမဲ့လည်းတက်မရှင်ရှာခဲ့ပါဘူး။ဒီချိန်မှာပဲမေဇင်ကအခန်းတစ်ခန်းလေးကိုပြေးဝင်သွားပြီးတော့အထဲကတည်ပိတ်ထားလိုက်တဲ့ဇန်နဲ့ကိုင်တို့ဝင်လို့မရပဲဖြစ်နေခဲ့ပါတယ်။နောက်ကြမှအထဲကလူတယောက်လာဖွင့်ပေးတော့မှပဲဝင်လို့ရသွားခဲ့ပါတယ်။အဲ့နောက်ခဏကြာတဲ့အခါမှာတော့တကားကိုတေချာပိတ်ထားပေမဲ့လည်း တကယ်တမ်းဇွန်ဘီတွေတွန်းရင်တော့မခံနိုင်တာကြောင့်ဇန်ကလေယုံလေထွက်ပေါက်ကနေတဆင့်အပြင်ကိုထွက်ပြေးဖို့ပြောခဲ့ပါတယ်။ဒါမဲ့လေမေဆင်ကကောင်းမှပြီးတော့ပြန်ချဖို့ပဲလုပ်နေတာကြောင့်ဇန်တို့ကမေဆင်ကိုပစ္စတိုတစ်လက်ပေးလိုက်ပြီးတော့ခမရပြန်ချခြင်းလည်းပြန်ချလို့ပြောကထားခဲ့လိုက်ပါတယ်။ အဲနောက်တကယ်တမ်းဆုံးပြီးအုပ်ကြီးတကားကိုဖျက်ပြီးတော့ဝင်လာတဲ့အချိန်မှာတော့မေဆင်ဟာကက်စကိုကိုတနက်နဲ့ပြစ်လိုက်ပြီးတော့သူ့ကိုသူ့ပါအပါဖောက်ခွဲလိုက်ပါတယ်။ဒါမဲ့လေဆုံးပြီးခေါင်းဆောင်တကောင်ကတော့အသက်ရှင်နေတုန်းပဲဖြစ်ပြီးတော့လေဝင်လေထွက်ပေါက်ကနေလိုက်လာတဲ့အတွက်ဇန်ကဆုံးပြီးခေါင်းဆောင်နဲ့ fighting ပလိရပါတော့တယ်။သူတို့နှစ်ယောက်အချင်းတော်ကြ fighting ပလိပြီးသွားတဲ့နောက်မှာတော့ဇန်ဟာဆုံးပြီးခေါင်းဆောင်ကိုစွန့်တော့ပေးလိုက်နိုင်ခဲ့ပါတယ်။အဲနောက်သူလည်းဗန်ဂါရဲကနေထွက်လာပြီးတော့ရောင်းနှင်နေတဲ့ခိုင်းတို့အုပ်စုနဲ့ဇုံခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့နေမီခွန်ရဲ့အသက်ရှင်ကြံရည်သူတွေဖြစ်တဲ့သူတို့တွေဟာ ဒီနယ်မြေကိုကြော်လွင်သူတို့အတွက်ဘယ်နေရာတွေကအသင်းဆောင်ကြိုနေမလဲဆိုတာကိုမသိနိုင်ခဲ့ကြပဲနဲ့ရာသီဥတုပုံမှန်ပြန်ဖြစ်နေပြီဖြစ်တဲ့နေရာကိုမျောလင်းချက်ရောင်ကြည်လေးနဲ့ကီးဆက်ခဲ့ကြပါတယ်အခုဆိုရင်တော့သူတို့မှရှိတဲ့တကူရီတော်စီးမြင်ဟာမတိအောင်နေရမယ်ဆိုတဲ့စီးမြင်နဲ့ပဲကီးဆက်ခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောသူတို့ဖွဲ့တွေသူတို့သွားကျင်တဲ့နေရာကိုရောက်ပြီးတော့ဘွားတဲ့တကူကိုပြန်လဲထူထောင်နိုင်ပါလားဒါမှမဟုတ်လမ်းမှာဘလို့မျိုးအန်နေရီတွေနဲ့ကြုံတွေ့နိုင်သေးလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါအောင်ခင်ဗျာအစုံဒီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့အချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ